မင်္ဂလာပါအခုဒီဗီဒီယိုကြည့်တဲ့သူက gym ကစားဖို့စိတ်ကူးရှိတယ်ဆိုလို့ရှင်တော့ဒီဗီဒီယိုကလုံးဝအသုံးဝင်နိုင်ပါတယ် ဂျင်စကားစားတော့မယ်သူတယောက်သိထားတဲ့အရာရဲ့ရှိထားရမယ့်အရာတွေကိုဘ ഹു တုတအနေနဲ့ sharing လုပ်ပေးခြင်းပါစကားမဆက်အဖိုးကြီးဆိုတာဘသူလဲဆိုတော့အဖိုးကြီးကကျမ်းမာရေးအတွက်ဂျင်ကိုစနစ်တကျကစားပြီးတော့လူငယ်လေးတွေပိုင်ဆိုင်ထားတဲ့ master ကြွတ်သားကိုတဘဝအတိုင်းကစားပြီးတော့ပိုင်ဆိုင်ထားသလိုတကယ်ကျမ်းမာတဲ့ဘဝကိုလည်းပိုင်ဆိုင်ထားတဲ့ major အားကစားသမားတယောက်ဖြစ်ပါတယ်စကားမဆက်2024မှာတော့ fitness on air ဆိုပြီးတော့ FOE ပြိုင်ပွဲမှာကိုယ့်ထက်ထက်ဝက်လောက်နေတဲ့လူငယ်တွေနဲ့ရှင်ပြိုင်ပြီးတော့ပူးတွေး champion လို့ဖြစ်ပေါ်ပါတယ်။ဒါတော့အကုန်ပါပဲ။အဲ့ဒီတော့ gym စကစားမဲ့လူတွေလိုအပ်တဲ့အရာတွေကို sharing လုပ်ပေးပါမယ်။ number 1က gym သွားတော့မယ်ဆိုလို့ရှင်တော့ gym မှာ weight မဲ့ weight ဆောင်ဖက်နဲ့ရေတန့်ဘူးတာဝါ အဲ့ဒါတော့မရှိမဖြစ်လိုအပ်ပါမယ်နံပါတ်1ကတပတ်ကို3ရက်တော့လကောင်း4ရက်တော့လကောင်းကစားမင်းကစားနေပလက် program လုံးဝလိုအပ်ပါတယ်နံပါတ်3ဂျင်ကိုရောက်ပြီးကစားတဲ့အချိန်မှာကစားတဲ့ပုံစံလို့ခေါ်တဲ့ form ရဲ့နည်းစနစ်လို့ခေါ်တဲ့ technique တွေကိုဦးစားပေးပြီးတော့ကစားဖို့လိုပါတယ်ပုံစံနဲ့နည်းစနစ်တွေမှန်မှ အလေးတိုးပြီးကစားမယ်ဆိုလို့ရှင်တော့ injury ကကင်းနိုင်ပါတယ်။နံပါတ်၄ဂျင်ကိုရောက်ပြီးတော့ကစားတဲ့အချိန်မှာ မာဆယ် group အကြီးတွေဖြစ်တဲ့ကောင်ပေါင်းကစားလေးတွေကိုဦးစားပေးပြီးတော့စာကစားပေးပါ အောက်ပိုင်းထိုင်တာတို့ bench press ရင်းအုပ်တွန်းတာတို့ deadlift မတာတို့ဥပမာအဲ့လိုမျိုးပေါ့နော်နံပါတ်5ကဲကစားပြီးရဲ့မာဆယ်ကြွက်တာကို24နာရီကနေ48နာရီအနာပေးမှာမာဆယ်ကြွက်သားကကြီးလာမှာဖြစ်တယ်လို့ကိုလိုချင်တဲ့ body transform ကိုလေရောက်မှာဖြစ်ပါတယ်နံပါတ်6 diet နဲ့ hydration ကိုလေစနစ်တကျလုပ်ပေးဖို့လိုပါတယ် diet လို့ပြောတဲ့အချိန်မှာ protein ဆိုတဲ့အသားဓာတ်က muscle ကိုကြီးစေတယ်လို့ carb ဆိုတဲ့ကစီတဲ့ကလူကောင်ကိုထွားစေတယ် healthy fat က hormone ကိုမျှတစေတယ်အဲ့ဒါတွေအကုန်လုံးမျှတအောင်အလုပ်လုပ်ဖို့အတွက်လုံလောက်တဲ့ရေပမာဏကလေလိုအပ်ပါတယ်ခင်ဗျနံပါတ်9 sleep လူတယောက်ကတနေ့ကအနည်းဆုံး6နိုင်ကနေပြီး7နိုင်အိပ်ပေးမယ်ဆိုလို့ရှိရင်တော့ကျန်းမာတဲ့ဘဝကိုလုံးဝပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်အထူးသဖြင့်အားကစားလှုပ်တဲ့လူတွေအတွက်ကလုံးဝအရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်နံပါတ်၈ကစားတဲ့လူတယောက်အတွက် patient လို့ခေါ်တဲ့စိတ်ရှည်ဖို့ရ consistency လို့ခေါ်တဲ့ design မမတ်လှုပ်ဆောင်ဖို့ရကလုံးဝအရေးကြီးတဲ့အပိုင်းအဲ့ဒီအပိုင်းကိုနိုင်မှာနံပါတ်၁နဲ့၃နဲ့၅၆ခုနဲ့က ို့ဟာသူအလုပ်လုပ်မယ်ဒါတွေကကျွန်တော်တို့ကစားသမားတွေအတွက်အရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်လူငယ်ကစားသမားတွေအခုမှစကစားတဲ့လူတွေမားလဲရှိတဲ့အမားတစ်ခုကမင်းမင်းကြိုက်တဲ့မဆက်ကြွတ်သားကိုနေ့စဉ်နဲ့အမြကစားတက်တာကလုံးဝအကြီးမားဆုံးအမားပါအဲ့လိုမျိုးကစားမယ်ဆိုလို့ရှိရင်မဆက် imbalance ခေါ်တဲ့မမျှမတဖြစ်ခြင်းကိုဖြစ်လာမှဖြစ်တဲ့အတွက်အဲ့ဒီအမားကို မလုံမိဖို့လုံးဝလိုအပ်ပါတယ် ကျမ်းမာခြင်းနဲ့ကစားသမားတွေအတွက်မကြာမီကျွန်တော် launch လုပ်မယ့် program လေးတွေရရှိပါတော့မယ်ဆိုတာကိုတင်ကောင်းလေးပါခြင်းပါတယ်။စကားမဆက်အခုဒီဗီဒီယိုကအတုံးဝင်တဲ့ကိုမိတ်ဆွေအပေါင်းအသင်းတွေကိုလည်းကြည့်စုခြင်းနဲ့ဆိုလို့ရှိရင်တော့ like and share ထပ်လုပ်ပေးလို့ရတော့အောက်မှာ comment ရေးပေးလို့ရပါတယ်။ Thank you for watching Fitness Nation ပါ။